ဟိရိဆိုတာရှက်တာဩတပ္ပဆိုတာကြောက်တာလောကမှာအရှက်အကြောက်အရှက်အကြောက်ဆိုတာလည်းအမျိုးမျိုးရှိလေးတယ်တချို့ကလူကြားတယ်မထွက်ရဲတာမပြောရဲတာကိုရှက်တယ်လို့ခေါ်အဲ့ဒါမျိုးကိုမစိုးလို့ဘူးရှက်တယ်ဆိုတာမဟုတ်တာလောကမှာရှက်တာကြောက်တယ်ဆိုတာမဟုတ်တာလုံလို့သူများတွေအပြစ်တင်ခံမှာကြောက်တာအဲ့တော့ရှက်တဲ့သဘောကကိုယ့်ကိုယ်ကို respect ကိုယ့်ကိုယ်ကိုကိုယ်တိတ်ခါကိုယ်လေးစားတာရှက်တယ်ဩတ္တပ္ပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားဒါကြောင့်မို့ ခိရိနဲ့ဩတ္တပကအချက်နဲ့အကြောင်းဒီနှစ်ခုသည်အကုသိုလ်ကိုရှောင်ဖို့ရာအတွက်အမတန်မှအကောင်းဆုံးလက်နဲ့အကောင်းဆုံးသဘာဝတရားနှစ်ခုဖြစ်တယ်။လောကမှာအချက်အကြောင်းဆိုတဲ့ခိရိဩတ္တပမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်သူတွေကနော် I don't care ဘူးမှကိုယ်ဆိုင်ဖို့ကွာဆိုဖြစ်လာဟုတ်တယ် I don't care မလုပ်ရဘူးကိုယ်ပတ်ဝန်းကျင်မှာကိုယ်ကဲရလို့ကိုယ်မိသားစုထဲမှာဆိုလို့ရှိရင်လေဟုတ်လားအမျိုးသားကလည်းအမျိုးသမီးကဲရလို့ရမှာပဲ အမျိုးသမီးရလည်းအမျိုးသားကဲရလောက်အောင်ပါပဲ I don't care ဆိုလို့မရဘူးเนาะအဲ့တော့ဟိရိဟုတ်တပတ်ဆိုရှိရကိုကိုကိုလေးစားတာကဟိရိကိုရဲ့ပတ်ဝန်းကျင်ကိုလေးစားတာကဥတ္တပတ်အဲ့ဒီဟိရိဥတ္တပတ်နှစ်မျိုးလုံးထိမ့်ချုပ်ထားနိုင်မှလူရဲ့ morality ဆိုတာတည်ရှိနိုင်တယ်ခုနကကိုချင်းတရားတွေဟိရိဥတ္တပတ်မရှိတော့ဘူးဆိုရင်လုံးဝလွင့်သွားမယ်ကိုချင်းတရားတွေဟာလုံးဝပြတ်သွားမယ်အဲ့ဒီဟိရိဥတ္တပတ်ကိုမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောတော်ဆိုရင်လောကပါလာ လူလောကကြီးကိုထိမ့်ချုပ်ထားတာဟောဒီဟိရိဩတ္တပနှစ်ခုကထိမ့်ချုပ်ထားတာတဲ့အကယ်၍ဟိရိဩတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတရိစ္ဆာန်တွေနဲ့အလားတူသွားမယ်တဲ့ဘာမှမထူတော့ဘူး